ဒင်းလေးက square meter လေးက40ရှိတယ်တိလား square meter ဘာလို့ပြောအောင်ဆိုတော့အိမ်မှာတုံးထားတဲ့အကျယ်ပေါ့နော်အိမ်ကဘယ်လောက်ကျယ်လဲဆိုတော့ပြောဖို့ဆိုရင်ဖေတော့သူ့ရဲ့ဆို square meter နဲ့ပြောတယ်တိလားအိမ်ဝင်းရဲ့အကျယ်ကိုပြောမယ်ဆိုရင် square wa နဲ့ပြောတယ်နှစ်ခုနှစ်ခုနဲ့အဲ့လိုပြောရတယ်တိလားဒါနော်ပြီးရင်သူ့ရဲ့ facility လေးလိုက်ကြည့်မယ်အဲ့လိုကြည့်ပြီဆိုမှဖေတော့အကုန်လုံးဟိုရှင်းလင်းလင်းသိမှာတိလားတမျိုးတည်းကြည့်လို့မရအောင် เนาะပြီးရင်အိမ်ထဲကိုလှိုက်ကြည့်မယ်ဒီလားဖေဖေ daily လုပ်နေတဲ့အလုပ်လေးနဲ့ပတ်သက်ပြီးရှင်းပြမယ်ဖေဖေကတော့ဒီလိုအိမ်လေးတွေရောင်းတာဒီလားဒီလိုအိမ်တွေရောင်းတာပေါ့နော်ဒါအိမ်တွေကြည့်မယ်ဆိုရင်ပထမဆုံးကြည့်ရမှာဘာတွေကြည့်ရမှာလဲဆိုတော့အရင်ဆုံး living room တွေ့ရမယ်ပြီးရင်အဓိကကြည့်ရမှာ ceiling height ceiling height ဘလောက်မြင့်လဲဆိုတော့ကြည့်ရမယ်ဒီလားအဲ့ဒါမှဒါဒါမှတိမာတော့ဆိုတော့ ceiling height မြင့်တယ်ဆိုရင်ဟာ တားရဲ့ဘာကိုပြောင်းလဲသွားလဲဆိုတားရဲ့ feeling ကိုပြောင်းလဲတာစီလင်ဟမြင်နေတာဆိုတာ fresh ဖြစ်တဲ့ဟာကိုခံစားရတယ်ကျယ်လွန်းနေလို့စိတ်က relax ဖြစ်တဲ့ဟာကိုခံစားရတယ်တတိတာနော်ဒီလား living room လေးကအရေးကြီးရယ်နော် living ပြီးတော့နော်ပြီးတော့ဘာကြည့်ရမှာဆို dining room dining room ကြည့်မယ် dining ဆိုတော့ dining table ဒါဆို dining table ကြီးနဲ့ဒါဆိုရင်ပြေတော့မိသားစု၈ယောက်လောက်စားလို့ရတဲ့ dining table ကြီးလုပ်ထားတယ် ါဆိုလည်းအရင်မိုက်တယ်အဲအဲ့မှာမှဒီမှာ6ယောက်အေး6ယောက်9ယောက်ပေါ့နော်ဒီမှာဒီမှာဆိုဘေးစင်နေနဲ့တိလားဒီမှာဆိုရင်ဒါဥမာ European kitchen ပုံစံလောက်ထားပြတဲ့ဥမာဒီမှာဒါဘာလုပ်မလဲဥမာပေါင်ပေါင်လေးမိကင်တာတော့ဘာလို့ဆိုဒီမှာလုပ်လို့ရတယ်နော်နဲ့ toast toast လုပ်လို့ရတယ်ပြီးတော့ရတော့ဒါဒါ kitchen kitchen တော့ရေးကြည့်ရတာမမေ့မမေ့နေရပဲမမေ့ချက်မယ်ပြုတ်မယ်ဆိုရင်မမေ့ရဒါတွေလုပ်ရတယ် ဒါမှမဟုတ်ဟိုနောက်ပိုင်းဟွာလေးတွေနဲ့အင်ဂူလေးတွေခေါ်တဲ့စင်ကြိုင်တွေသူတို့အတွက်ပေါ့နော်အဲဒါလေးကအရေးကြီးတယ်။ဘာလို့ဆိုတော့ဖျူရိုကတန်ရှင်းလက်ဆက်တဲ့ဟာတွေစားမှတက်ရှိမဲ့ကျန်းမာမယ်။နော်အဲ့ဒါမှတာဆာလေးကောင်းတင်နိုင်မယ်။နော်ဒါလေးတွေပြီးရင်ဒီအိမ်မှာဆိုထူးထူးခြားတာလေးကတော့ဒီမှာကြည့်လိုက်။ဆောင်းဒီရုံးလေး။ဆောင်းဒီလေးကိုကြည့်တာချဲလို့ထားအကျုံးသား။ဒီမှာကျုံးဒီမှာဒီမှာအရွေးရှော့သက်တွေနဲ့ဝင်းရှော့သက်တွေနဲ့ နော်ဒါနံပါတ်ကြီးလားလောက်တာအဆင်ပြေနော်ပြင်ဖြေခုနပြောတဲ့ make အတွက် make ဆိုတာအမှအိမ်ခူလောက်တဲ့မမတွေအတွက်ဒီမှာဒီလိုလေးအခန်းလေးထပ်ထားပေးထားတယ်ဟုတ်လားအိမ်ကြီးသွားပြီဆိုရင်ဖြေဖြေတော့အဲ့လို make ကအရေးကြီးတယ်ဟုတ်လားနော်သူတို့လည်းသူတို့လည်းကောင်းကောင်းမွန်မွန်ထားမှဟိုသူတို့လည်းကောင်းကောင်းမွန်မွန်ဖြေဖြေတော့စားပစ်ပေးနိုင်မယ်သူတို့လည်းဖြေဖြေလို့ပုံမှန်ချင်းနေမှာနေနိုင်မယ်တိလားနော် ဒါကတော့ဖေဖေတို့ဘာလို့ဆိုတော့ဒါ walking space ဒါအလုံးလုံးမဲ့ဆိုလဲလုံးလို့ရတယ်ကြည့်လိုက်ညီမကြည့်လိုက်အာညီမဝိုင်းနေရောဟောဟောရရောထထားတယ်ဒါတော့အလုံးလုံးမဲ့ဒါမှမဟုတ်ဝိုင်းတော့မဲ့ဒီကတော့ဒီအခန်းတော့ဝိုင်းကန်းနေနေထထားတာဒါရယ်ဒါတတိယတစ်ခါလေးအလုံးအားတဲ့အချိန်ကျရင်ဝိုင်းနေတောက်တဲ့ကြတယ်အချင်းရှိတယ်နော်ဖေဖေကတော့မတောက်ဘူးဖေဖေကငငယ်တော့တောက်ပြီးသွားပြီဖေဖေသားမွေးပြီးတော့ ရက်တွေပြရင်မတောက်တော့ဘူးနော်ဘာမှမတောက်ဖြစ်တော့ဘူးတောက်ချစ်လို့နော်တက်ရှိအောင်နေမဲအားကြောင့်တောက်ကိုဖပြရက်ပြရင်မတောက်တော့ဘူးဖပြရင်တော့ရင်းကြိုက်တယ်နောက်တစ်ခုကအိမ်မှာဘာရေးကြီးလဲဆိုစတိုးဒါနမကြည့်လိုက်ဒီစတိုးကဒီစတိုးကအရေးကြီးတယ်ဟာတောက်ဖပြရပြောရရေးကြီးရစတိုးကဘာလို့မအောင်ဆိုတာမဟုတ်ဘူးသားဒီထဲမှာအိမ်မှာရှိတဲ့ သုံးရမယ့်ပစ္စည်းတွေဒါမှမဟုတ်သုံးလို့မရတဲ့ပစ္စည်းတွေအကုန်လုံးကိုဒီထဲမှာခဏထားရတာအိမ်အိမ်ကအရင်ရှုပ်နေရင်ဒီစတိုဂမ်ထပ်ထားလိုက်မှအကုန်လုံးတန့်ရှင်းသွားကြရအားကြောင့်မို့စတိုကအရေးကြီးရလို့ပြောတာနော်ဘောပေါလာတာဟဲ့အဲ့ဒါပြောပေါ်တတ်မယ်အဲဒီအိမ်လေးဆိုရင်ဝင်ဝင်ချင်းမှဘာလေးတွေ့အောင်ဆိုတော့အပေါ်က living can ဒီခံတွေ့ရ living room လေးပေါ့နော်ဒါဖျားငန်းနေနေထားကြတယ်ဒါပေမဲ့ဒီအိမ်မှာတော့ထူးထူးခြားခြားဘာပါလဲဆိုတော့ဒီမှာကြည့်လိုက်ဒါကိုလည်းဖျားငန်းနေနေထားလို့ရတယ် ဲ့ဒါပေမဲ့ဒီကောင်ကကျတော့ဟိုအတက်အဆင်းဖြစ်တဲ့အတွက်ဖေဖေကလူကြီးရဲ့အတွက်ဆိုရင်အဆင်မပြေမှာဆိုလို့ဟိုအဲ့လိုလေးတော့ရှိတယ်လူငယ်အတွက်ဆိုတော့အဆင်ပြေနော်တာကဲဒီပေါ်မှာဆိုရင်လည်းအိတ်ခမ်း၃ခန်းပါတယ်အများနဲ့တော်တော်များများကဘန်ကောက်မှာရှိတဲ့ luxury အိမ်တော်တော်များအ ਨੇ ဆုံးအပေါ်မှာအိတ်ခမ်း၃ခန်းပါတဲ့ကြတယ်မှတ်ထားနော်တာနော်အိတ်ခမ်းမနှခန်းပါတော့၃ခန်းပါတယ်ဟုတ်လားကဲဒါကတော့ main master bed မိမစာပတ်လို့ဘာလို့ပြောရအောင်ဆိုတော့မစာပတ်ထဲမှာအကြီးဆုံးမို့လို့တိလားအကြီးဆုံးဆိုဘာလေးပါတော့ဆိုတာမှတ်တာဒီလို working closest day ထဲမှာ jewelry box day ထားဝတ်တဲ့ဟာတွေအကုန်လုံးပါတယ်ဘောပေါက်လားဒါကြည့်လိုက်ပြီးရင်ပြီးတော့ဘာကြည့်ရလဲဆိုတော့သူတို့ဘာပစ္စည်းတွေတုံးထားလဲဆိုတာကြည့်ရတယ်အိမ်ထဲမှာဆိုဘာ brand တွေတုံးထားလဲဆိုတာကြည့်ရတယ်ပြီးတော့ဘာလို့ဆိုတော့ကိုယ့်အိမ်ဖြစ်တဲ့အတွက် တာရှိခံတဲ့ brand တွေ brand ကောင်းတဲ့ဟာတွေကိုသုံးမာလင်ခဏခဏမပြည့်စည်မှာတခြားဟာလို့ပေါ်ပပဲတွေဟိုခဏခဏသုံးလိုက်မယ်ဆိုရင်ခဏခဏလဲနေရရင်ဒါအလုပ်တစ်ခုအနေနဲ့စိတ်ရှုပ်စရာဖြစ်နေမှာဆိုလို့အိမ်ဆိုရင် brand ကောင်းကောင်းကိုသုံးရတယ်အိမ်မှာသုံးတဲ့ပစ္စည်းပေါ့လားဒါပြီးရင် electronic နဲ့ပတ်သက်လည်းအိမ်မှာသုံးတဲ့ electronic ဆိုရင် brand ကောင်းကောင်းတွေကိုသုံးရတယ်ဒီလားနောက်ဒါကြားလားမကြည့်လိုက်ဒါဆိုမမေးတွေ့လားအလှပြင်ဖို့အမ်ရှယ်ပဲဒါချင်း မိုက်လာလားဟမ်မိုက်တယ်နော်ဒါမိမိတို့လှပြီမို့ဒီမှာဒါတော့ဘက်တက်ပေါ်သားရယ်ဒါတောင်တောင်နဲ့မတိုက်အောင်လို့နှစ်ခုသုံးမိထားတယ်ဒရယ်နဲ့သုံးလို့ရတယ်နော်ယေရှုကယေရှုကဆိုလဲကျောင်းအကြီးပဲကျောင်းကျသားမှာဘက်တက်မှာလည်းစိန်လို့ရတယ်ကဲနောက်ထပ်တစ်ခန်းတော့ကြည့်မယ်ဒါကြတော့ဖေရိုဆိုမိသားစု၄ယောက်ရှိရဲ့သားရယ် ဖေရိုကလည်းအသက်တည်ကြီးလာမှာတားရတယ်ကြီးလာမှာညီမလေးကလည်းကြီးလာဆိုရင်ပုံမှန်လို့၄ယောက်တူအိတ်လို့မရတော့ဘူးတိလားအဲ့တော့ကြောင့်မခန်းခွဲအေးရမှာဒီကောင်ဆို pink pink color လေးနဲ့ဆိုရင်ညီမလေးနဲ့ဆိုအဆင်ပြေတယ်ဟုတ်လားဟုတ်လားဒါဟုတ်လားဟုတ်တယ်နော်ညီမလေးဆိုရင်လည်း pink color ဖြစ်တဲ့အတွက်မိန်းကလေးရောင်းလည်းအဆင်ပြေတယ်သူ့အတွက်လည်းညီမကြီးလိုက် themes ကလည်း pinky things ဆိုတော့နားဖြစ်တဲ့အတွက်ညီမလေးတို့အဆင်ပြေတယ်အဲဒီမှာကြည့်လိုက်ဟမ်မိန်းကလေးတို့ဆိုရင်ဒီမှာသူက ဒီကျဲမှာလည်းကြည့်လိုက်ဘာလေးလုပ်ထားတာတော့ jewelry box တွေပါလာပြီအဲမိန်ကလေးအတွက်ဒီမှာကြည့်လိုက်အင်ကြီးချိတ်ဖို့တွေဒါမိန်ကလေး themes တွေကိုကြည့်လိုက်ဒီမှာ up တွေအဲတားလည်းပကြီးဆွဲဝါနာပါတယ်ညီမလေးကလည်းပကြီးဆွဲဝါနာပါတဲ့အတွက်ဒါလေးတွေလုပ်ထားတယ်အဲဒါဒါမျိုးအင်ကြီးဆိုဖီယိုတော့ကွက်တီပဲမကြည့်လိုက်အမ်း share ပဲဟာလာအဲဒီထဲမှာဆိုရင်ယူနိုက်တာဆိုလဲတော့သူပဲ AC ပဲကြည့်လိုက်သားနော် လုံးဆင်ပြေရနော်ဒါကြိုက်လားပါဒီမှာဇလက်သုံးထားလေးတွေကောင်းတယ်ချိလိုက်တာတော့မှသူ things လေးနဲ့ main ကလေးတွေကြိုက်ဖြစ်အောင်သုံးထားရဲ့အင်းကလည်းကျဲဘလိုနေနေအဆင်ပြေရလေးဒီမှာဟုတ်လားဒါကျေနော်ခံတော့မယ်အတားတိုင်းခံရောက်သွားပြီဒါယောက်ျားလေးခံမကြယောက်ျားလေးခံဆိုရတယ်သူကဟိုကားလေးတွေထထပေးထားတယ်ဟိုမှာ cycle ဟိုပြန် Formula 1ပြိုင်တာတွေထထားပြီးသားတယ် Formula 1လာမနော်ဒါချက်တူချက်မှာလာမနော်ဒီတစ်ခေါက်ဘန်ကောက်မှာလာမချက်တူချက်မှာ Formula 1လာ ပြိုင်မှာဘယ်တော့ကြည့်မယ်နော်ဒီမှာကြည့်လိုက်ဒါဆိုတော့ဒါတော့မို့အတွက်အကုန်လုံးလောက်ထားအကျဉ်းအဲဒါတက်ဆိုရင်အချက်ကင်းနေဒါကြည့်လိုက်ဆိုလို့ချက်ကင်းနေဝင်ပါလေအားလားလူပြဖြစ်ပြီးစတယ်မှာချက်ကင်းနေဝင်ပါဝင်ပါမလားဒါဆိုင်ဟော အဖေဖေတို့ကဒါဆိုရင်မိသားစုဘယ်နှယောက်လောက်ဆန့်လဲဆိုတော့မိသားစုအနည်းဆုံး9ယောက်လောက်ကနေပြီးမှ10ယောက်လောက်ထိသူကနေလို့ရတဲ့အိမ်တစ်ခုကိုလုပ်ပေးထားတာဒီမှာဆိုရင်ဘာတွေအရေးကြီးလဲဆိုတော့သူသုံးထားတဲ့ပစ္စည်းတွေเนาะဒါအရေးကြီးရယ်เนาะတိလာဘာတွေသုံးထားလဲဘယ်ဘရန်ကိုသုံးထားလဲအဲ့ပစ္စည်းတွေကကောင်းလားအဲ့ဒါတွေတော့ကောင်းမကောင်းတော့ဒါအင်တာနက်မှာရှာဖတ်ပြီးရင်တကယ်တခြားအိမ်တွေမှာတခြားကြည့်နိုင်ရှင်အဲ့ဒါမှသိမှာ ဟုတ်လားစာအဓိကကဘာလို့ရမှာလဲစာဖတ်ရမယ်နော်စာဖတ်မှအားရတည်မယ်ဂျင်းနေကြီးပဲဆောက်လို့မရအောင်နော်ဟုတ်လားတတမျိုးနေကျင်တယ်မလားစိုက်တယ်မလားဖေးဝင်ပြီးမယ်နော်ဖေးစူးစားနေဟုတ်လားစိုက်လားနောက်ထပ်အိမ်ကောင်းကောင်းတွေမှာလဲဒီထက်ပိုကောင်းတဲ့ block တွေဒီထက်ပိုကောင်းတဲ့ block တွေရိုက်ပြီးပါရိုက်ပါ ခွေးရပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခွေးရပေးတဲ့ကျေးဇူးတင်ပါတယ်ခေါပွန်ခါဟာကြော်